ကဲဖေဟာစောစောထားကော်ဖီတောင်ဝက်စာပေါ်အထာကျောက်စာညနေမှအိတ်နဲ့ရဲအတော်ကြောင့်ပစ္စလက်ခတ်ဖြတ်တန်းနေပါတယ်။ဒီလိုနဲ့ပဲတရက်မှာတော့ဝက်စာကိုဖော်လိုက်နိုင်ပြီးပျော်လို့မဆုံးသေးခင်ပါတယ်။နှာခေါင်းသွေးရဲ့ယူလာကမေ့လဲသွားပါတယ်။တစ်ဖက်မှာတော့ဒင်းဟာအိမ်သစ်လေးမှာသူ့ရဲ့အခန်းလေးကိုမြောင်းအုံးသီးရသလိုမျိုးချယ်ရီတနေကဆန်အားတော့ဒင်းရဲ့ပုံစံအစ်စ်ကိုထူးဆန်းသလိုမျိုးကြည့်နေပါတယ်။ဒီလိုနဲ့ပဲဆန်အားတပေါင်းလိုဖြစ်တဲ့အကြောင်းလေးလာနေပြီးဒီကတော့ညစာချက်လာအောင်ဆန်အား LBN အော်နေရပါတယ် အော်လက်ဆာနဲ့ဆက်လေညားစာကိုထားကြည့်လိုက်တဲ့အချိန်မှာလက်ရာအတော်လေးကောင်းနေရာကြောင်းဒင်းကိုချီကျူနေတော့ကေဗင်ဟာဒင်းစီကိုဖုန်းဆက်လာကသူ့စီကိုမြေမြလာခဲ့ကြပါလို့ပြောပြီးဖုန်းချသွားပါတယ်။ဒီလိုနဲ့ပဲဒင်းမျက်ဆန်လည်းတာယာနေတဲ့ဘဝတည်းနဲ့ထွက်လာကြပြီးအမှုလိုက်ဖို့အတွက်စတင်တော့ခါသွားကြကဆန်အတော့ဒင်းရဲ့ညားစာကိုပါမေမျောနဲ့ပါဆက်ယူလာခဲ့ပါတယ်။ဒီလိုနဲ့ဒင်းတို့လည်းဒတိကြီးကြီးနဲ့ဂေါ့ဖ်ကတင်မော့စီကိုဝင်လာကြပြီးကေဗင်ကိုဆိုးရိမ်တကြီးနဲ့ရှာနေကြတဲ့အချိန်တက်စင်ကန်ထဲမှာဘွားပြစ်နေတဲ့ကေဗင်ကိုတွေ့လိုက်ရပါတယ်။ ကယ်ဗီရဲ့စုပ်ပတ်တဲ့နေရာပုံကိုကြည့်ပြီးဒေးရတော့အပြစ်တင်တင်နေပေမဲ့ကယ်ဗီရတော့ငါဟွက်စာကိုဖော်နိုင်ပြီလဲလဲပြောရောဒေးရကယ်ဗီကိုပြေးဖက်ပါတော့တယ်ကယ်ဗီရကရဲတကားကိုပိတ်ဖို့အတွက်ဖျားသခင်ခိုင်းခဲ့တဲ့ဆက်သက်ချက်၃ခုကိုလုံးရပါဖြစ်တယ်လို့ပြောနေကပထမတစ်ခုကိုစပြီးပြောပြပါတယ်အဲ့ဒါတော့ငရဲခွေးတစ်ကောင်ရဲ့သွေးနဲ့ခန္ဓာကိုယ်ကိုတုံလိုက်ရပါဖြစ်ပြီးအလေးခံရတဲ့သူဟာစိတ်ထဲကြက်ခံရတဲ့သူဖြစ်ဖို့လိုကအရင်နဲ့အန္တရာယ်များလာမှုလို့တရားမှမကြောက်တဲ့သူဖြစ်ဖို့လိုတယ်လို့ပြောပြလိုက်ပါတယ် ဒီလိုနဲ့ပဲဒေးတို့လည်းငရဲခွေးကိုရှာဖို့အတွက်ဆက်တဲ့အတွင်လမ်းစုံမှာနတ်ဆိုးတဲ့အပီလုပ်ခဲ့တဲ့သူကိုရှာရမယ်ဆိုပြီးဆန်အားချောက်ဖွင့်နေကဒေးကတော့ကဖေးအတွက်ဆိုပြီးရှောက်ဖွင့်ထွက်သွားလိုက်ပါတယ်ဆာလေကေဗီကိုမိကောကောအဲ့ရလာဆိုပြီးစိတ်ပူနေတာအနားယူဖို့အတွက်တဖောက်ဖောက်ပြောနေပေမယ့်ကေဗီကတော့ငရေတကားကိုပိတ်နေတော့မှနဆိုးတွေလည်းချင်းနိုင်မှာဖြစ်ပြီးသူလည်းအဲ့တော့မှသူ့ရဲ့တာပန်ဘဝလေးမှာအမေဖြစ်သူတွေအတူတူပြနေနေတာဖြစ်ကုန်လို့အခုချိန်မှာအနားယူပြီးတော့အချိန်ဆွဲလို့မချအောင်လို့ပြန်ပြောလိုက်ပါတယ် ခဏကြာတော့ဒေးပြောက်လာပြီးကေဗင်အတွက်အစားအစာဆေးဝါးနဲ့အခြားပစ္စည်းတွေကိုပေးနေတော့ဆန်အားတော့တရင်တစ်ခုကိုရှာတွေ့လိုက်ပြီးအဲ့လာတော့တောချုံအုံကြားအိမ်ချက်ဝင်းတဲ့ရည်ရုတ်တရက်ဆိုသလိုခြေထောက်ထွက်လာပြီးချမ်းသာသွားတယ်ကက်ဆီတီဆိုတဲ့မိသားစုရဲ့အကြောင်းပဲဖြစ်ပါတယ်သက်ဆိုင်ရာလည်းသူတို့ရဲ့မြေဟာရေထွက်နေတဲ့မြေမဟုတ်ပဲထူးဆန်းစွာခြေနေထွက်နေရကြောင်းအပြေရှားပြဖြစ်နေခဲ့ပြီးဒေးတို့ကလည်းတေချာလာတော့ဒီကောင်ကြီးဟာနတ်ဆိုးတဲ့အပေယူလုပ်ပြီးရေထွက်အောင်လို့လှုပ်တာဖြစ်လောက်ပဲလို့ပဲပြောနေပြီးမရဲခွေးရှာပုံတော်ကိုထွက်ကြပါတယ် ဒီလိုနဲ့ဒေတို့လည်းကက်စတီတို့ရဲ့ channel ဟုတ်လားတော့အဲလီဆိုရယ်ချဲတို့တို့မရတို့တဲ့ကောင်မလေးနဲ့တွေ့လိုက်ရတာအဲလီကတော့ဒေတို့ကိုအလုလောက်ချောက်တယ်လို့ထင်နေပါတယ်ဒါကြောင့်ဒေတို့လည်းချော်လျော့ထိုင်တယ်ဟုတ်ပါတယ်ကျွန်တော်တို့ကအလုလောက်ချောက်တော့ပါလို့ပြောလိုက်ရင်ဒေဟာသူ့ရဲ့ယူပါနဲ့အဲလီအလုမခက်ခက်ချင်အောင်ပြဆွဲလိုက်ပါတယ်အဲ့ဒီအချိန်ပဲခါဆိုသူရောလားအကြောင်းဒေတို့ကလည်းဒီချန်ဟာခါပိုင်လာလားလို့မေးလိုက်ပြီးခါကလည်းသူပိုင်လာတော့မဟုတ်ပဲသူ့ရဲ့စင်ဒီအဲနေတို့ရဲ့မိသားစုဟာပိုင်လာဖြစ်ကြောင့်ပြပလိုက်ကအဲလီကတော့ဒေတို့ကိုဒီမှာအလုခက်လိုက်ကြောင်းခါကိုပြောလိုက်ပါတယ် ဒီလိုနဲ့အဲ့ဒီလေဒင်းတို့ကိုသူတို့နေရာမဲ့နေရာဖြစ်တယ်ဖင်ထဲကိုကောက်ရိုးဝင်အောင်အဲ့ရမယ်တိုင်းအရာဘက်ကလက်ခွက်ထဲကအင်ကန်ပြိုးလိုက်ပြီးပြပါတယ်နောက်နေ့မှာတော့ဒင်းတို့လည်းမွေးမြူရေးချန်နေရာတို့တမားတွေပြီးပြီးမြင်းကြီးလိုက်တုံးကြရင်အဲလီနဲ့အဲလီတို့စကားများနေတာကိုကြားလိုက်ရပါတယ်ဒင်းတို့လည်းအဲလီဟာချန်ရဲ့အကူဆိုတော့အဲလီကိုမိထားလိုက်ကြပြီးကာဗကလည်းကတ်တစီရဲ့မိသားစုမဟုတ်တာကြောင့်သူတို့စောင့်ကြည့်ရမှာအဲလီပဲရှိတယ်ဆိုကသူ့ရဲ့နောက်ကနေလိုက်ပြီးထောင်းကြည့်ကြဖို့သုံးထွက်လိုက်ပါတယ် ဒီလိုနဲ့ညဘက်မှာတော့ကားနဲ့အဲလိုစကားပြောနေကြတော့ခွဲဥတန်ကိုတားလိုက်ရပြီအဲလစ်ကမြင်းမျိုးစိတ်ပူလို့သွားကြည့်ရဒဲတို့လည်းအဲလစ်ဘက်ကနေလိုက်ပြီးထောင်ကြည့်ကြပါတယ်အဲ့ဒီအချိန်ပဲရုတ်တရက်ဆိုသလိုငရဲခွေးတွေကကားကိုတိုက်ခိုက်သွားပါတယ်ဒဲတို့လည်းကားကအလောင်းကိုကြည့်လိုက်ကြပြီးအဲလီကတော့မျက်နှာအကြီးကြီးပြတ်သွားပါတယ်ဒါကြောင့်ပဲဒဲဟာစိတ်ပြတ်သွားပြီးငရဲခွေးကိစ္စကရှင်းသွားပြီးတော့အဲလစ်ကအပိတ်ယူလုပ်ခဲ့တာမှမဟုတ်တာဆိုကအထုပ်ဆွဲပြီးတော့ပြန်ဖို့လုပ်ပါတယ်ဆက်လေသူ့ရဲ့ပစ္စည်းတွေကိုတွားယူနေတဲ့အချိန်မှာမြင်းတွေကိုအေးစစ်အစာထိုက်ကျွေးနေတဲ့အဲလစ်ကိုပြန်လိုက်ရအောင်ကြောင်းသွားခဲ့ပါတယ် အကြောင်းကတော့ယူတန်းဖြစ်သူတယောက်လို့သိရတာ။မမဖြစ်သူဟာအေးစစ်စစ်နေနေအောင်ဖြစ်ပြီ။အဲလစ်ကတော့သူဟာခါကိုနိမ့်နိမ့်ခါခါချစ်ခဲ့ပေမဲ့အခုတော့ခါတိရနဲ့ပတ်သက်ပြီးဝမ်းနဲ့မနေပဲသူ့ရဲ့စိတ်ထဲမှာလည်းဘလုံးမပကန့်သားရအောင်ရင်ဖွင့်ပါရတယ်။ဒါကြောင့်ဆက်လဲအနေခက်စကားတိုက်ကြည့်တော့အဲလစ်ကကားကိုဖုတ်လိုက်လိုက်ခဲ့ပြီးရှေ့လိုတော့မထင်ပဲနဲ့လိုခဲ့တဲ့ဆယ်နှစ်ယောက်တော့မှပွဲတစ်ခုထဲမှာရုတ်တရက်ဆိုတယ်လို့မျိုးအကြောင်းတက်ချက်မရှိပဲကျူကြီးရတာဖြစ်ကြောင်းပြောပြလိုက်ပါရယ်ဒီတော့မှပဲအကြောင်းဆိုကြည့်လိုက်ရတဲ့ဆယ်ဟာဒင်းစီကိုတွားလိုက်ပြီးဒင်းရတော့လမ်းဆိုနှစ်ခုကိုယ်တိုင်စစ်ခေါ်နေကငရဲခွေးတဲ့တီးပိုးတက်ပြနေပါရယ် ဒါကြောင့်ဆန်ကမနေတလိုက်ရပြီးအဲ့ဒီပြောပြခဲ့ရတယ်ကိုပြောပြောပြလိုက်ပြီးခေါက်ကပဲအပိတ်ယူလုပ်ခဲ့တယ်ဆိုတာလက်ရှိမှာဂျီနာကိစ္စလည်းကြံသေးရကြောင်းမနေ့ဖြစ်မှာကက်စတီမီသားစုဟာရွက်လာမှာဖြစ်လို့သူတို့ဆုံဆန်းဖို့အတွက်အချိန်ပေးခိုင်းလိုက်ပါတယ်။နောက်နေ့မှာတော့ကက်စတီမီသားစုဟာနေရာရွက်လာကြပြီးတယောက်ချင်းစီရဲ့အထုပ်ပတ်တီတီကိုအဲလီယာရှင်းပြနေပါတယ်။ပြီးရတဲ့ဆန်ဟိုမိသားစုကြတာစားပွဲမှာအရက်ငယ်ခိုင်းလိုက်ပြီးဒေဟိုတော့အပြစ်မှာအသားငယ်ခိုင်းလိုက်ပါတယ်။ ရပါပါတော့ကက်စတီမီသားစုတွေချစ်ချစ်ခင်ခင်ချမ်းဖြစ်နေရသစာပွဲကိုဆင်နွှဲနေကြကတုံနဲ့တူဂယူလာတက်သွားနဲ့မင်းရည်သေးပါစေငါရည်သေးပါစေဆုတောင်းနေကြကရသစာပွဲကိုအစီကားတိုက်မိတ်သွားခြင်းပါနေကြပါတယ်ဒီချိန်မှာဒေးရတော့အပြစ်မှလက်ဆွဲနေပြနေရင်အယ်လီနဲ့အစင်နေပြေနေပါတယ်ဆန်ကလည်းရသစာပွဲမှာနေနေပြီးမိသားစုတွေပြောတာအောင်နားဆွေးနေရမိသားစုတွေကလည်းရွတ်ရရစကားတွေပြောနေကြရင်လည်းခရော်လီအကြောင်းပါလာပါတယ်ပါလာတဲ့အကြောင်းကတော့ခရော်လီဆိုတဲ့သူဟာသူတို့စီရလာခဲ့ပြီးခီးသွားဟန်ဆောင်ကရသတာထွားသားခဲ့တာပဲဖြစ်ပါတယ် ီအကြောင်းတွေကိုသိလိုက်ရတဲ့ဆရာတော်ဒီလိုပြပြနေတဲ့အချိန်မှာကေဗင်ဟာဖုန်းဆက်လာပြီးငရဲခွေးတွေကိုမျက်မြင်မြင်ရဖို့အတွက်အစီအစဉ်တစ်ခုကိုပေးလာပါတယ်။ဒါကြောင့်ဒင်းရလည်းဆန်ဟိုအိမ်မိသားစုကိုဆက်ပြီးဆုံးကြည့်ခိုင်းလိုက်ကသူကတော့အစီရောသွားလို့ပါတယ်။အစီရတော့တခြားမဟုတ်ပဲမျက်မှန်တစ်ခုကိုချူကပရိတ်နဲ့စင်ကြောပြီးအပူတက်ပေးလို့ရှိရင်ငရဲခွေးတွေကိုမြင်ရတာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဒင်းသားကိုအလီရောက်လာပြီးထူးဆဆဆကားတွေပြောနေကကတိဘောကိုခေါ်နေလို့ဒင်းနဲ့ညှိလိုက်ရပါတယ်။ဆက်ဘက်မှာတော့တရတလက်ကင်လာကထွက်သွားတဲ့အဖိုးကြီးနဲ့တမိကလေးကိုတွေ့လိုက်ရအောင်ဆက်ဟာအနောက်ကနေလိုက်သွားပါတယ် အဖိုးကြီးကတော့သူ့တမက်ကိုတတ်တဲ့ကောင်ကိုကိစ္စတော့ရမယ်ဆိုကတော်တဲ့ဝင်ဖို့လုပ်နေရကြောင်းဘလို့မဝင်တားလို့မရတဲ့ဆန်လေအခုကြည့်ပေးမယ်ဆိုကတော်တဲ့ကိုလိုက်ပြီးဝင်သွားခဲ့ပါတယ်တတရာရောက်ပါတော့ဆန်ဟာအသက်တခုကိုတားလိုက်ရကြောင်းလက်ပွက်ရှာဖွေနေနေအဖိုးကြီးနဲ့မျက်ခြေပြတ်သွားပါတယ်အထိတ်တော်ကြတော့မှအဖိုးကြီးနဲ့ပြန်ဆုံတွေ့ကြပြီပြန်တွေ့တဲ့အချိန်မှာတော့တမိကဲဖြစ်သူကပျောက်နေကရုတ်တရက်ဆိုသူလိုကလေးမလေးရဲ့စစူဝါအော်ဒန်ကိုတားလိုက်ရပြီတွားကြည့်ကြတဲ့အချိန်မှာတော့ကလေးမလေးကိစ္စတော့နေတာကိုပဲတွေ့လိုက်ရပါတယ် ကစတီမိသားစုလည်းအခုချိန်မှာတော့မျက်နှာလေးတွေမိုက်ကောင်းကြပြီးဒဲရတော့တနက်ကိုကိုင်းနေကခေါ်လီဆိုတဲ့ကောင်နဲ့အပေးလိုတဲ့လူဟာဘသူလဲလို့ဝင်ပြီးတောင်းကြပါတယ်။ဒါမှမယ့်ကစတီမိသားစုဝသူတွေကဘသူမှမဟာလာကြအောင်အကုန်လုံးကိုစီတဲ့အောင်ထည့်လိုက်ပြီးလက်ထိတ်ခတ်လိုက်ကငရဲခွေးကိုတီးပို့တော့ထွက်သွားလိုက်ပါတယ်။ဆန်ကလည်းဒဲကိုငါလဲလိုက်မယ်ချက်မထားနိုင်လို့ပြောနေရဒဲရတော့ဆန်ကိုဆန်မင်းဟာအသက်ရှင်ဖို့လိုသေးတယ်။ငါပြောတာကိုမှတ်ထားပါမင်းရတော့ခလေးတွေမိနေကြတဲ့အချိန်ထိအသက်ရှင်ဖို့လိုရလို့ပြောလိုက်ပါတယ်။ ဘာတော့မင်းတို့ညံမကောင်းကွာမင်းတို့လည်းဘွားမရှိဘူးမင်းတို့လည်းတာမန်ဘွားမှာနေဖို့အတွက်မတွေးမိဘူးအခုချိန်မှာမင်းရတော့တာမန်ဘွားမှာပြန်နေဖို့အတွက်နီလက်လေးကိုရှာတွေ့နေပြီအခုချိန်ဆိုရင်လမ်းစတော်မှာရှာနေပြီဒါကြောင့်မင်းအသက်ရှင်ပါကွာငါတော့တက်တက်လက်နဲ့လုတ်တင်လုတ်ထိတာတွေကိုလုပ်ပြီးတော့မင်းရဲ့အနာဂတ်ကိုကာကွယ်ရမယ်ဆိုတာထွက်သွားပါတယ်ဒီလိုနဲ့ပဲဒင်းလေလက်ပတ်ချဖွေနေနေတချင်းသားကိုကြားလိုက်ရအောင်မင်းဆောင်တွေကိုဝင်လာတဲ့အချိန်အခန်းထဲမှာအဲလီယာတချင်းလေးဖွေဘီယာတောက်နေတာကိုတွေ့လိုက်ရပါတယ်ဒင်းလေတချင်းကိုပိတ်လိုက်ပြီးကက်စတီမီသားစုတွေကတမိကလေးတည်သွားပြီးဖြစ်ကြောင်ပြောလိုက်ရခရော်လီရဲ့အကြောင်းကိုပဲပတ်လိုက်ပါတယ် ီတော့ပါပဲအဲ့ဒီလေတပည့်ကလေးတည်သွားတဲ့အတွက်စိတ်မကောင်းဖြစ်သွားပြီဒီကိစ္စတွေအကုန်လုံးဟာသူ့စီကိုဥတည်နေတာကိုသူ့တည့်ရလို့ပြောလိုက်ရာဒဲလက်ကြောင်သွားခဲ့ပါတယ်အဲ့လီယာသူ့ဟာငငယ်ကလေးတည်းဟာဒီချက်တည်းမှာပဲမွေးဒီချက်တည်းမှာပဲကြီးလာပြီတနေ့မှာတော့သူ့ရဲ့မိဘတွေဟာရိုင်းပြပြကွဲကွာသွားကြတာသူ့ရဲ့အမေဟာဒီချက်ကအဖိုးကြီးနဲ့ဖောက်ပြနေတာကိုမျက်ပြတွေ့လိုက်ရတာကြောင့်သူ့လည်းစိတ်ကြီးခိုက်ပြီးတော့ထွက်ပြေးလာခဲ့တာဖြစ်ကြောင်းလေအဲ့ဒီအချိန်မှာပဲခရော်လီနဲ့တွေ့ခဲ့တာဖြစ်ကြောင်းပြောပြပါရစေ ဒီလိုနဲ့ပဲခလိုလီယာလမ်းဆုံးတက်ဆုံးပြီးပြီးသူ့ကိုလာပြီးကဲလာတဲ့အချိန်မှာတော့သူ့လေသူ့မိရဲ့ယောဂပြဖို့အတွက်ဆူတောင်းလိုက်ပြီးကြောင်းနဲ့အဲ့ဒီတော့သူ့ရဲ့ဝိညာဉ်ပြမိလိုက်ကြောင်းဒီကိုပြပြလိုက်ပါတယ်ဒီချိန်ဆက်ဘက်မှာတော့ခရစ်စီမီသားစုဟာတယောက်နဲ့တယောက်ဒီကိစ္စကိုသူတို့တွေငါလုပ်တယ်နဲ့ညှိကုန်နေကြလိုက်သူတို့လှုပ်ပေးဖို့အတွက်ဆန်အောင်ပြလိုက်နေအလုပ်တွေရှုပ်နေကြပါတယ်။ဆန်တယောက်လည်းနားလည်ကြီးမျက်စိရတော့တာနဲ့အပြိုလှမ်းကြည့်တဲ့အချိန်မှာတော့ငရဲခွေးတွေကိုမြင်လိုက်ရပြီ။အဲ့ဒီအချိန်ဒီပိုင်းထဲမှာပဲအဲလင်းကထွက်ပြီးသွားကြအောင်အနောက်ကနေအပြန်လိုက်ဖမ်းရပါတယ်။ န်းနေရင်လည်းငါ့မင်းတို့ကိုအတင်းဖမ်းရတာမဟုတ်ပဲအန်ရကေးအောင်လို့အခုလိုလှူထားရတာဖြစ်ကြောင်းနဲ့အခုချိန်မှာမင်းတို့ကိုလှုပ်ပေးလိုက်လို့ရှိရင်တယောက်မှတယောက်ကတော့တေပါပဲလို့ပြောနေပြီဒါကြောင့်ညီညီနေနေပေးပါဆိုကငရဲခွေးရဲ့နောက်ကိုနောက်ရောက်ခံမိလိုက်ပါတယ်အဲ့ဒီချိန်မှာအယ်လီယာခွေးဥတံကိုတားလိုက်ရကဒဲရလည်းမျက်နှာပြောင်းလဲလာပြီးတစီတကောင်နဲ့တူလာကြအောင်အယ်လီလည်းလန်သွားပြီးဒဲလည်းအခြေအနေကိုသဘောပေါက်သွားကြအောင်စီးကိုအမြန်တားလိုက်ကအယ်လီကိုလည်းအဲ့ထဲမှာနေဖို့တော့ပြောနေပြီးသူကတော့ထွက်သွားလိုက်ပါတယ် ဒီလိုနဲ့ပဲဒင်းလေအပေါ့ဝါပါငရဲခုမိနဲ့တွေ့လိုက်ပြီးလက်ပန်းလုံးမို့အတွက်ပြနေတဲ့အချိန်အနောက်ကနေအယ်လီယာအတန်ကိုကြားလိုက်ရလို့လက်ကြည့်လိုက်တဲ့အချိန်တတိတစ်ချက်လက်သွားပြီးငရဲခုတက်ခိုက်တာကိုခံလိုက်ရပါတယ်ဒီအချိန်မှာအနောက်ကနေလက်လာတဲ့ဆန်ရောက်လာပြီးငရဲခုကိုတနက်နေ့ပြစ်ကတိုက်ခိုက်ပေးမယ်ငရဲခုကတော့မဖြုံမဲဆန်အောင်မခုံးဥပြီးစားဖို့ပြနေတဲ့အချိန်ဆန်လည်းအချိန်ကြီးဆိုသူလိုပဲဘိုက်ကိုဓာတ်နဲ့ကွဲချလိုက်ရဖျားရှိရဲ့စက်တက်ချက်တစ်ခုကိုအောင်မြင်သွားပါတယ် ဒီလိုနဲ့ပဲဒင်းတို့လည်းကိစ္စတွေပြီးသွားတယ်အဲလီစီကိုပြောင်းလာကြပြီးအဆောင်တစ်ခုကိုပေးလိုက်တာမင်းကိုခလော်ဒီယာမမြင်လို့ရှိရင်ငရဲခွေးနဲ့လည်းတက်ခိုက်လို့မရဘူးဆိုကနေရာတစ်ခုမှာဆက်ညှုပ်ပြီးနေပါလို့ပြောလိုက်ပါတယ်ပြီးရတယ်ဒင်းဟာတကောင်တော့ပြီးသွားပြီနောက်ထပ်တကောင်ထပ်ပြီးတော့တက်ကြတာပေါ့လို့ပြောလိုက်တာကြောင့်ဆက်လဲကြောင်သွားခဲ့ပါတယ်အကြောင်းကတော့ဒင်းဟာသူ့ရဲ့အစီအရန်မအောင်မြင်လို့တော့ငရေခွေးတစ်ခါကိုထပ်ပြီးတက်ချင်နေရဖြစ်ပြီးဆန်အားတော့ငရေခွေးအစီအရန်သူ့စီမှာအောင်မြင်သွားတာမို့လို့သူ့ကိုပဲနောက်ထပ်ဖျားသခင်ရဲ့ဆက်ဆက်ချက်တွေကိုလုံးခွင့်ပေးပါလို့ပြောလိုက်ပါတယ် ဒဲရဲ့ညင်းဖို့လုပ်နေပြီမယ်ဆက်အားတော်ဒင်ကလည်းအသက်ရှင်နေပါတယ်အဲ့လိုပဲမင်းကိုလည်းမတည်တည်ချင်ဘူးဆိုကဒင်မင်းဘွားဟာမင်းထစ်တယ်လို့ပြောမဟုတ်ပါဘူးမင်းမကမင်းရဲ့ကြိုက်တဲ့အခန်းလေးလည်းရှိတယ်မင်းထစ်တဲ့ rock guitar မင်းဖြစ်ချင်တဲ့ငါရဲ့ဘွားအရာအလုံးမင်းစီမှာရှိတယ်အဲ့တော့မင်းကိုကမတည်တည်ချင်ဘူးကွာအဲ့တော့ကိစ္စတွေအကုန်လုံးကအသေးခံမိလုပ်တဲ့အစားမတည်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုငါကိုယ်တိုင်ပဲဆက်ဆက်ချက်တင်နေဖြစ်ရှင်းမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာရုပ်တရက်ဆိုသလိုဆန်ရဲ့ကူမှာအယောင်လေးလေးလာပြီးဒုထောက်ကျသွားခဲ့ပါတယ်ဒဲရတော့ဆန်ကိုဆက်ပြီးအစဉ်ပြေလာလို့တဖောက်ဖောက်မင်းနေပြီးဆန်အားတော့သူဘာမှဖြစ်ကြောင်ပြန်ပြောပါတယ် ဒါမဲ့ဒေရတော်တခုဖြစ်နေပြီဆိုတာကိုသိကဆန်ဟိုသိုးရင်ကြီးနဲ့ကြီးနေပြီဘာမှဖြစ်လာမလဲဆိုပြီးနောက်ထပ်ဖြစ်လာမဲ့ဗီဒီယိုဆိုးချိုးတွေကဘာလဲဆိုတော့အနာဂတ်ကိုတွေးနေနေဆိုးရင်ကကြက်သေးသေးသွားခဲ့ပါတယ်